အလုံးမမြင်လာပါအငင်းမြကြီးသေးရှင်းပါရနေတင်ချမတင်ချိုင်းလန်စင်ကတော့ G5 တင်ရအခန်း6ရဲ့ Lanson 37ပဲဖြစ်ပါတယ်ဆရုပ်ပုတ်ဆံနံပါတ်6ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပုတ်ဆံနံပါတ်6မှာတွက်ချက်မှုဆိုင်ရာစီးငင်းများကိုအသုံးပြုပြီးအောက်ပါတို့ကိုတွက်ပါလို့ပြောထားပါတယ်နံပါတ်ကကြီးမှာဆိုရင် 8x9 into 5x6 into 3x10 လို့ပေးထားပါတယ် ကိန်းသုံးလုံးဖြစ်သည့်အတွက်ဆရာသည်ဖက်ဆက်ရကုန်တတိကိုသုံးပါမယ်။ရှိန်နှလုံးတွင်ခတ်နောက်ကလာဖက်ဆက်ခြင်းကိုဆရာတို့သုံးပါမယ်။ထို့ကြောင့်8 by 9 into 5 by 6 into 3 by 10ပဲဖြစ်ပါတယ်။ဝင်းရကိန်းကိုဖြစ်ရှင်းတဲ့အခါမှာ40 by 54ပဲဖြစ်ပါတယ် into ပါ။နောက်ကိန်းတန်ဖိုးသည်3 by 10ပဲဖြစ်ပါတယ်။ခြေရတန်ဖိုးရှိပါတယ်။တစ်ဆယ်တလီပါ။တစ်ဆယ်လေးလီပါ။3တက်လီ3ပါ3တက်လီ3 3ရှစ်လီ24ပဲဖြစ်ပါတယ်နှစ်နယ်လီ4ပါ နှစ်948ပဲဖြစ်ပါတယ်။ရရှိလာသောတန်မှုသည်ထူးပိုင်နိုင်ပဲဖြစ်ပါတယ်။ဒါသည်ဆရာတို့လက်ဝဲဘက်တန်မှုပါ၊လက်ရဘက်တန်မှုမှဆိုရင်နောက်နှလုံးကွင်းခတ်ပြီးတော့ရှေ့ကလာဖတ်ဆက်ခြင်းကိုဖြည့်ရှင်းပါမယ်။ 8x9 into 5x6 into 3x10 ပဲဖြစ်ပါတယ်။ 8x9 into ပါကွင်းလျာကိန်းကိုဖြည့်ရှင်းပါမယ်။9တလီ9ပါ9နလီ10ပါ3တလီ3ပါ3နလီ6ပါရရှိလာသောတန်မှုသည်1.4ပဲဖြစ်ပါတယ်ခြေတရာတန်မှုရှိပါတယ်4တလီ4ပါ4နလီ10ပါရရှိလာသောတန်မှုသည ထူပိုင်နိုင်မယ်ဖြစ်ပါတယ်ထို့ကြောင့်ဖက်စရဂုံတတိကို ဖြည့်ရှင်းတဲ့အခါမှာပြည်လစီမှုရှိပါတယ်ယနေ့တင်ကြပေးခဲ့တဲ့တင်ကြပြီးလက်စင်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ